မင်္ဂလာပါရှင်ဇူလိုင်လ၄ရက်နေ့မနက်ပိုင်းအတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်ကိုတင်ဆက်ပေးပါရမယ်ကျမလင်မောင်ပါရှင်အခုဂျိုရုကနေပြီးတော့နောက်ဆုံးပေးပို့ထားတဲ့ပုံအရဆိုရင်ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလီအားကောင်းနေပါတယ်မြမတပီလုံးပေါ်မှာဆိုရင်တော့တိမ်အသင့်တင်ကနေပြီးတော့တိမ်ထူတက်နေတာကိုတွေ့ရပါရရှင် ဆက်လက်ပြီးတင်ဆက်ပေးမှာတော့လေတိုင်တို့အခြေအနေခန့်မှန်းချက်ပဲဖြစ်ပါတယ်။ရခိုင်ကမ်းရန်းလျှောက်မှာဆိုတော့တနာရီကို -20 ရက်နဲ့25မိုင်နှုန်းမြို့ဝကျော်မော်နယ်မွန်တလိုင်ကမ်းရန်းလျှောက်မှာကတော့16မိုင်ကနေ -20 နှုန်းလေတိုက်ခတ်နိုင်ပါတယ်။ဆက်လက်ပြီးတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေအတွက်မူလဝတ္ထအခြေအနေခန့်မှန်းချက်တွေကိုလည်းတင်ဆက်ပေးပါောင်းမယ်။စစ်တွေမကွေပသိမ်ရန်ကုန်ပဲခူး မော်လမြိုင်ဖအန်းနဲ့တဝဲစတဲ့မြန်မာနိုင်ငံဒီတောင်ပိုင်းဒေသကမြို့တွေမှာဆိုရင်တော့နေရာဆက်စိတ်ကနေနေရာအနှံ့အပြားမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမှာတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေအတွက်မူလဝဒအခြေအနေခန့်မှန်းချက်တွေပဲဖြစ်ပါတယ်။ဟာခာမုံရွာမြစ်ကြီးနာမန္တလေးလာရှိုးတောင်ကြီးဟဲဟိုနဲ့လွိုက်ကောစတဲ့ဒီမြန်မာနိုင်ငံမြောက်ပိုင်းဒေသကမြို့တွေမှာဆိုရင်တော့ နေရာကျကျကနေနေရာအနှံ့ပြောင်းမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရယ်။မိုးရေစိပမာဏအနေနဲ့ကတော့ချင်းပြည်နယ်နဲ့သခိုင်းနယ်အထက်ပိုင်းတို့မှာတော့100မီလီမီတာဝန်းကျင်လောက်တရှိနိုင်ပြီးတော့ကျန်တဲ့မြန်မာနိုင်ငံရဲ့နေရာဒေသအနှံ့ပြားမှာဆိုရင်တော့20မီလီမီတာကနေပြီးတော့60မီလီမီတာလောက်ထိရှိနိုင်ပါတယ်။အပူချိန်တွေအနေနဲ့ကတော့မြန်မာတပြည်လုံးမှာဆိုရင်တော့မိုးရွာသွန်းနိုင်တဲ့အနေအထားရှိနေတဲ့အတွက်ကြောင့်မို့လို့35ဒီဂရီစင်တီဂရိတ်အောက်ဝန်းကျင်လောက်မှာရှိနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။ မြမပင်လယ်ပင်အခြေအနေခမှန်ချက်အနေနဲ့ကတော့ရခိုင်ကမ်းရန်းရှောက်နဲ့ကမ်းလွန်ပင်လယ်ပင်မှာဆိုတော့လှိုင်းကြည့်နိုင်ပါတယ်။လှိုင်းမြင့်ပေကတော့ကိုးပေလောက်ထိမြင့်တက်နိုင်ပြီးတော့ကျန်မြမကမ်းရန်းရှောက်နဲ့ကမ်းလွန်ပင်လယ်ပင်မှာဆိုရင်လှိုင်းအထင်တင်ရှိနိုင်ပါတယ်။၃ပေကနေပြီး၅ပေလောက်ထိမြင့်တက်နိုင်ပါတယ်။မန္လေးမြို့တွယ်လာမယ့်9ရက်စာမိုးလေဝသအခြေအနေခမှန်ချက်အနေနဲ့ကတော့နောက်လာမယ့်9ရက်စလုံးမှာမန္လေးမှာဆိုရင်တော့နေရာစိတ်စိတ်ကနေနေရာအနှံ့ပြမိုးနဲ့ငယ်ထချုံရွာတော့နိုင်ပါတယ်။ ရန်ကုန်မြို့တွင်9ရက်စာမိုးလေဝသအခြေအနေခန့်မှန်းချက်အနေနဲ့ကတော့နောက်လာမယ့်9ရက်လုံးမှာရန်ကုန်မှာဆိုရင်လည်းနေရာအနှံ့ပြမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။နေပြည်တော်အတွက်9ရက်စာမိုးလေဝသအခြေအနေခန့်မှန်းချက်အနေနဲ့ကလည်းနောက်လာမယ့်9ရက်လုံးမှာနေပြည်တော်မှာဆိုရင်တော့နေရာကျကျကနေနေရာအနှံ့အပြားမိုးအနှင်းငယ်တချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။ဆက်လက်ပြီးတော့အာရှဒေသတချို့ရဲ့မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးနေပဲကျမတို့ရဲ့အစီအစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။ကျေးဇူးတင်ပါတယ်။